ိုင်ဝမ်ဟာတရုတ်နဲ့တင်းတင်းမြတ်မြတ်အေးအေးချမ်းချမ်းနေထိုင်သွားဖို့ဆန္ဒရှိကြောင်းထိုင်ဝမ်သမ္မတလိုင်ချင်တေးကပြောပါရယ်ထိုင်ဝမ်သမ္မတအဖြစ်တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်တဲ့မေလ20ရက်နေ့မှာ လိုင်ကတရုတ်နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအလေးနက်မှတ်ချက်ပေးခဲ့တာဖြစ်ပါရယ်တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်နက်နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးကြလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်ဖို့လိုလားနေပါရယ်တရုတ်အစိုးရကထိုင်ဝမ်ရဲ့တီးကြလွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို စစ်ရေးအရာလက်တောင်ပြန်မယ်လို့ချိန်ချောက်ထားပြီးလိုင်းကိုလည်းခွဲထွက်ရေးဝါဒီတဦးဖြစ်တင်းနဲ့မမာတတ်မှတ်ယူဆထားပါတယ်။လိုင်းကထိုင်ဝမ်ဟာတရုတ်ပိုင်နယ်ဖြစ်တယ်ဆိုတဲ့တရုတ်ရဲ့အဆိုကိုပယ်ချထားပြီးထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကပဲဆုံးဖြတ်ပိုင်ခွင့်ရှိစေမယ်လို့ပြောပါတယ်။သူ့ရဲ့သမရတက်တန်တနည်းပြေကာလနဲ့တိုက်ဆိုင်ပြီးတရုတ်ကချင်းချောက်စစ်အင်အားပြတာတွေရှိလာနိုင်ကြောင်းသမရနန်းတော်မှာလိုင်းကသတင်းတောက်တွေကိုမှတ်ချက်ပေးခဲ့တာပါ။ဒါပေမဲ့သူကိုယ်တိုင်ကတော့ငြိမ်းချမ်းရေးကိုပိုလိုလားကြောင်း ငြိမ်းချမ်းရေးဆိုတာကတန်ဖိုးမဖြတ်နိုင်ပဲစစ်ပွဲဆိုတာကတော့ဘယ်သူမှအမှန်တကယ်အနိုင်ရသူမရှိကြအောင်တစ်ချိန်တည်းမှာပဲငြိမ်းချမ်းရေးကိုမျှော်လင့်တဲ့အခါမှာအိမ်မက်တွေစိတ်ကူးယဉ်မှုတွေအပေါ်မျှော်လင့်ချက်ထားနေလို့တော့မရကြောင်းလိုင်းကဆိုပါတယ်ပြီးတော့ထိုင်ဝမ်ဟာကာကွယ်ရေးစွမ်းရည်ကိုဆက်ပြီးအားဖြင့်တိဆောက်နေမယ်လို့လည်းလိုင်းကပြောပါတယ်စစ်ပွဲအတွက်အမြဲတမ်းကြိုးပင်ထားခြင်းကစစ်ကိုရှောင်ဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့သူကမှတ်ချက်ပေးခဲ့တာပါထိုင်ဝမ်ဟာနှစ်ဦးနှစ်ဖက်လေးစားပြီး ိတ်ခါရှိတဲ့ပူပေါင်းဆောင်ရွက်မှုတွေအတွက်ဆိုရင်တရုတ်နဲ့ညှိနှိုင်းဆောင်ရွက်ဖို့အမြဲတမ်းလမ်းဖွင့်ထားမှာဖြစ်ကြောင်းပြည်ပခရရဲ့နေရာမှာစေစံညှိနှိုင်းမှုတွေနဲ့အစားထိုးဖို့အမြဲတမ်းလိုလာကြောင်းလဲလမ်းကပြောကြားသွားပါရရှင်